မိဘပြည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရဲ့ရှင်။ဒီနေ့သတင်းလေးတွေကိုမတင်ဆက်ခင်မှာမိဘပြည်သူများအောင်ကျွန်မဖြည့်ဆွက်ပြီးတော့တင်ဆက်ချင်တာလေးရှိပါတယ်။ကျွန်မမနေ့ကဆိုရင်ထန်းနိုင်ငံမှာရောက်ရှိနေမြန်မာနိုင်ငံသားတွေပေါ့နော်။ PJ သွားလုပ်တဲ့အခါမှာရုံးကဒစိမ့်တုံးတစ်ခုကိုရိုက်နှက်ပေးလိုက်ပါတယ်။အဲ့ဒါကတော့ထန်းနိုင်ငံအသွင်းသားဆိုတဲ့အဓိပ္ပာယ်ရတဲ့စာတမ်းလေးဖြစ်ပါတယ်။ဆိုလိုရင်းကတော့ဒီ passport စာအုပ်ဟာဆိုရင်ထန်းနိုင်ငံထဲမှာပဲအသုံးပြုခွင့်ရမယ်ဆိုတဲ့ပုံစံမျိုးပါရှင့်။ မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံအောင်တော့သွားလာလို့ရမယ်အခြားနိုင်ငံတွေကိုထပ်ထွက်ဖို့အတွက်ကတော့ခက်ခဲဖြစ်သွားတာပေါ့ရှင်ဒါလေးကိုကျွန်မတင်ဆက်တဲ့အခါမှာဆိုရင်ထိုင်းနိုင်ငံမှာနေထိုင်ပြီးတော့ YouTube channel ကြီးထောင်ကကျွန်မတို့နေစဉ်နေတိုင်းဆဲဆိုပြီးတော့နေနေတဲ့သူတော်လှန်ရေးဆိုပြီးလုပ်နေတဲ့သူပေါ့နော်သူကတော့အဲ့လိုမျိုးတော်လှန်ရေးလုပ်တယ်ပြောတာပဲတော်လှန်ရေးနဲ့ဆဲရနဲ့ဘာသာဆိုင်လို့တော့ကျွန်မလည်းမပြောတတ်ဘူးအဲ့ဒီလူပေါ့နော်သူ့ကိုငစီးလို့ခေါ်ကြတယ်သူကသူတော့ကိုစီလို့ပြောတာပဲရှင်သူ့ရဲ့နာမည်အရှင်ကအေးမင်းကိုဖြစ်ပါတယ် ။သူကဆိုရင်ထိုင်းနိုင်ငံရောက်ရှိတယ်ပေါ့နော်။ထိုင်းနိုင်ငံနေပြီးတော့ဒါကျမသတင်းလေးကိုသူက reaction ပြန်လုပ်ထားတယ်။လုပ်တဲ့အခါမှာဆိုရင်ကျမမနေ့ကသတင်းထဲမှာပြောထားတာလေ။အခုလိုမျိုးကန့်တက်လိုက်တာကတတိယနိုင်ငံထွက်ခွာမဲ့သူတွေအတွက်ခက်ခဲဖြစ်သွားစေရဲ့ဆိုပြီးတော့ကျမပြောထားတာပေါ့နော်။ဒါတော့သူကကျမရဲ့သတင်းကိုထောက်ရှုပြီးတော့ပြန်လည်ပြီးတုံ့ပြန်ထားတာပေါ့နော်။အတတရနိုင်ငံထွက်ဖို့အတွက် UN ကတ်ရဖို့အတွက်ဆိုတာ passport မလိုဘူးဆိုပြီးတော့ပြောထားပါရဲ့ရှင့်။ကျမအနေနဲ့အဲ့ဒီအချက်လေးကိုမနေ့ကမသိတာမဟုတ်ပါဘူး။ဒါပေမဲ့ ပြောဆိုတင်ဆက်တဲ့အခါမှာကြံရစ်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် तू ကဖြည့်ဆွတ်ပြီးတော့ပြောလိုက်တဲ့သဘောတရားလေးဖြစ်သွားတာပေါ့နော်။အဲ့တော့ तू ပြောဆိုချက်ရှိလာပြီးဖြစ်တဲ့အတွက်ကျွန်မအနေနဲ့ဒါလေးနဲ့ချိတ်ဆက်ပြီးတော့လက်ရှိမှာဖြစ်နေတဲ့အခြေအနေလေးကိုပြောပြချင်ပါတယ်။ထိုင်းနိုင်ငံရောက်ရှိနေတဲ့သူတွေကတက်တက်နိုင်ငံထွက်ခွာဖို့အတွက်ကဒုက္ခတွေအနေနဲ့ရှောက်ကြတာများပါတယ်။အဲ့လိုရှောက်မယ်ဆိုရင်ကုလသမဂ္ဂဒုက္ခတွေများဆိုင်ရာမဟာမင်းကြီးရုံးမှာအရင်ဆုံးစည်ရင်တင်ရပါတယ်။စည်ရင်တင်ပြီးရဲ့အခါမှာဒီရုံးကနေပြီးတော့စစ်ဆေးတဲ့ကိစ္စရယ်လှုပ်ဆောင်ပါတယ်။လူတွေမင်းနေတဲ့ကိစ္စရယ်လှုပ်ပါတယ်။ အဲ့ဒါပြီးရဲ့အခါမှာဆိုရင်တော့ပြန်လည်နေရာချထားရဲ့အစီအစဉ်နဲ့ဒုက္ခသည်ဖြစ်နေတဲ့တတိယနိုင်ငံတွေကိုခုံလုံးခွင့်ရရှိပါတယ်ဒီလိုပုံစံနဲ့ထွက်သွားတဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိပါတယ်ဒါပေမဲ့အခုကဘာဖြစ်လဲဆိုတော့ဒီလိုမျိုးဒုက္ခသည်အနေနဲ့ထွက်တယ်ဆိုရင်လုပ်ငန်းစဉ်မှာအင်မတန်ခက်ခဲကြံ့ကြံ့မှုတွေဖြစ်လာတယ် UN မှာဘာတွေဖြစ်နေလဲဆိုတာကိုလိုက်ပြီးတော့လေ့လာကြည့်ရင်သိပါတယ်ရှင်အမေရိကန်နိုင်ငံအဲ့ဒီနိုင်ငံတွေကဆိုရင်ဒုက္ခသည်တွေကဒီလိုမျိုးခေါင်းစဉ်တွေနဲ့သူတို့နိုင်ငံထဲရောက်လာပြီးတော့သူတို့နိုင်ငံဘန်နာတွေနဲ့ ဒီလူတွေရဲ့စာဝတ်နေရေးအစားဖြည့်ရှင်းပေးရတဲ့ပုံစံလေးပေါ့ရှင်အဓိကစေကူသားခွင့်လို့ပါလို့ဆက်သက်ဖြစ်ပေါ့ဒီလိုမျိုးကုန်ကြစိတ်တွေရှိလာတဲ့အခါမှာသူတို့နိုင်ငံမှာကိုတင်ပေါ့နော်ဒီရဲ့ပိုင်းတွေမှာဆန္ဒပြပွဲဇက်တိုက်ဖြစ်လာခဲ့တယ်။သူများနိုင်ငံရောက်ရှိလာတဲ့ဒုက္ခတွေကိုလက်မခံတော့ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခြေအနေတခုမှာထိုင်းနိုင်ငံတွေကတတိယနိုင်ငံထွက်ခွာဖို့အတွက်ကခက်ခဲတဲ့အနေအထားတခုဖြစ်လာပါတယ်။ပြောရမယ်ဆိုရင်တော့ဒီဖြစ်စဉ်တွေအလုံးပြောင်းလဲသွားတာကအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာပြီးခဲ့ပြောင်းလဲသွားတာပါ။ဒါကြောင့်ပတ်စုမလို့ပဲနဲ့ UN ကတ်နဲ့ ဒုက္ခတဲ့အနေနဲ့သွားမယ်ဆိုရင်နှစ်ပေါင်းများစွာကြာသွားနိုင်တယ်။ဒါကို သိတဲ့အတွက်နိုင်ငံတော်ကလည်းတချို့ကိစ္စတွေမှာစီမံလိုက်တာ။ကျွန်မအဲ့အချက်လေးကိုမနေ့ကသတင်းလေးထဲမှာထည့်သွင်းပြီးတော့ပြောပြလိုက်တာပါ။ဒုက္ခတဲ့အနေနဲ့သွားမယ်ဆိုရင်အဲ့ဒီမှာ9နှစ်10နှစ်စောင့်နိုင်လို့ရှင်တော့ရှောက်ပြီးတော့သွားဖို့ရှင်။အဲ့လိုမှမဟုတ်ဘတ်ဆိုးနဲ့ထွက်မယ်ဆိုရင်တော့ဘတ်ဆိုးမှလည်းအခုဆိုရင်ကန့်သက်ချက်လုတ်လိုက်ပြီးဖြစ်တဲ့အတွက်တက်ပြတ်နိုင်ငံသွားဖို့အတွက်ခက်ခဲသွားပြီဒါတွေအားလုံးဟာကျွဲကူးရေပါဆိုသူတို့ပြောင်းလဲသွားတဲ့အရာတွေပါ ဒါတွေကိုကျွန်မအနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်။ဂျားတွေကနေပြီးတော့ဂျားညက်သွားတဲ့မြန်မာနိုင်ငံသားတွေအတွက်ကတော့စိတ်မကောင်းပါဘူးရှင်။အဲ့လိုဖြစ်စဉ်လေးကိုကျွန်မမနေ့ကပြောခဲ့တာပေါ့နော်။ဒါတော့ငစီဆိုတဲ့လူကထုံးစံတိုင်းပါရှင်။ကျွန်မရဲ့ရုပ်သံ reaction ယူလုပ်တယ်၊ဆဲဆိုမှရိုက်နေ။ကျွန်မဘာမှမသိပဲပြောဆိုရဲဆိုတဲ့ပုံစံပြောဆိုပါတယ်။ဒါနဲ့သူတို့လုံနေကြလို့ဖြစ်တဲ့အတွက်ကျမအနေနဲ့ဘာမှတော့တိတ်ပြီးတော့တုတ်ပြန်စရာအကြောင်းတော့မရှိပါဘူး။သူပြောတဲ့စကားထဲမှာမိဘပြည်သူများအတွက်ထပ်ပြီးတည်တည်နဲ့အချက်လေးပါလာတဲ့အတွက်ကျမထုတ်ယူပြီးတော့ရှင်းပြပေးတာဖြစ်ပါရဲ့ရှင့်။ ပြီးတော့ငစီဆိုတဲ့သူကိုလည်းကျွန်မပြောချင်တာပေါ့နော်သူတို့ဟာဆိုရင်တော်လှန်ရေးအကြောင်းပြပြီးတော့ထိုင်းနိုင်ငံမှာလှုပ်ရှားနေတဲ့သူတွေပါထိုင်းလှုပ်သားတွေဇီးရနေဘန်းငွေတွေပုံမှန်ကောက်ပြီးတော့ထောက်ပို့လုပ်နေတဲ့သူတွေဖြစ်ပါတယ်သူတို့ရဲ့နောက်ဆုံးရှိမှန်းချက်ကတတိယနိုင်ငံတစ်ခုခုထောက်ခွာသွားဖို့အတွက်ပါပဲအဓိကမြန်မာနိုင်ငံရဲ့လက်တံတွေကနေပြီးတော့ကင်းလွတ်တဲ့နေရာရောက်ရှိသွားဖို့အတွက်ကိုသူတို့ရည်ရွယ်ပါတယ်နုပြန်ရှင်တော်များလည်းထိုင်းနိုင်ငံကနေတဆင်မြန်တတိယနိုင်ငံကိုရောက်သွားခဲ့ကြတာအဲ့တော့ငစီဆိုတဲ့တတော်ကပေါ့နော် တတနိုင်ငံသွားဖို့အတွက်ပတ်စပို့ကအရေးမကြီးဘူးဆိုတော့ကျမတို့မသိကြအကြောင်းမရှိဘူးလေဒါပေမဲ့အဲ့လမ်းကြောင်းပိတ်သွားခဲ့ပြီလေအဲ့တော့ပတ်စပို့နဲ့ထွက်ရမယ့်လမ်းကြောင်းပါပဲကြံတော့တယ်ဆိုတော့ကျမပြောချင်တာငစီနေနဲ့အလောက်ထီအောင်မှာကျမကိုဆဲဆုမိုင်းယမ်းပြီးတုတ်ပြန်နေအောင်ကျမရဲ့တရင်ကဘသူ့မှထိခိုက်ခဲ့တာမဟုတ်ပါဘူးရှင့်ကျမတရင်ထဲမှာမပြေစုံတာပါလို့ရှင့်ဆက်လက်ပြီးလေ့လာလို့ရတယ်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့သူတွေအနေနဲ့ကဘယ်နာပါရှိတယ်ဆိုတော့တို့အသိဆုံးပါဘာလို့တင်နေဆိုတာလဲတို့အသိဆုံးပါပဲဒါကြောင့်ပြောတာရှင့်ကျမတို့က ဘလို့တရဝတွေနဲ့ရှင်းဆိုင်ပြီးတော့ဒီလုတ်တွေလုတ်နေရလဲဆိုတော့မိဘဘသူများကိုလည်းကျွန်တော်တို့သိစေချင်ပါတယ်။ဒါပြင်ဒီငစီဆွဲတရဝပေါ့နော်။သူ့ရဲ့ပတ်စုတက်တန်း2022မှာသူတိုးထားတယ်။2029မှာသူ့ရဲ့တက်တန်းကုန်မှာ2029ရောက်လို့ရှိရင်သူ့ကိုဘသူကပတ်စုတက်တန်းတိုးပြီးရဲမလဲဆိုတော့လည်းကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ဒါပြင်မနေ့ကကျွန်မတရေထဲမှာပြောသွားတာပေါ့နော်။ဂျောင်ပိတ်ပြီးတော့ဖမ်းတော့မှာပါ။အဲ့ဒီမှာဖမ်းစီခံရမယ်တဲ့မှာထိတ်ဆုံးကပါလာမှာကငစီလို့တရဝတွေပါ။ ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာရှိနေမြန်မာနိုင်ငံသားတွေဆီကနေငစီတို့ကခုတ်သွေးစုံနေကြတာတော်လည်းအကြောင်းပြပြီးတော့သူတို့ကသူတို့မတရားမှုတော်လှန်သူတို့လိုစစ်အာဏာရှင်ဖျောက်ချသူတို့လိုတကယ်တမ်းသူတို့လုပ်နေတာကစက်ကြီးကောက်ပြီးတော့အဲ့ဒီပတ်စံတွေကိုယာကိုင်းလုံးစားနေကြတာဒီလိုမတရားမှုတွေကိုနိုင်ငံတော်ကဖြေရှင်းပေးတော့မှာပါသူတို့ရဲ့ဒုက္ခတရားတွေသူတို့ပေးရဲ့ဒုက္ခတွေကိုခံစားနေရတဲ့မိဘပြည်သူတွေဆိုရင်သူတို့အကြောင်းကောင်းကောင်းသိပါတယ်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မိဘပြည်သူတွေကသူတို့ဒဏ်တွေကိုခံနေရတာပါကျမတို့စီကိုသတင်းပေးရရောက်ပါတယ် အချို့သတင်းတွေဆိုရင်ကျမတို့တင်ဆက်ဖို့အတွက်လာပြောတာမဟုတ်ပါဘူးကျမတို့တင်ဆက်လိုက်လို့ရှင်သူတို့ဒုက္ခရောက်မယ်တဲ့ဒါကြောင့်မတင်ဆက်ပါနဲ့သမီးရဲ့ရင်မဲဖွင့်ကျင်တာပါဆိုပြီးလာပြောတဲ့ကိစ္စလည်းအများကြီးပါပဲကျမတို့ကဒီလိုကိစ္စနေရနားထောင်နေရတဲ့အတွက်ဒီလူတွေပေါ်မှာကျမတို့မုန်းတာရှင့်ဒီလူတွေဟာမြန်မာနိုင်ငံသားတွေကိုအနိုင်ကျင့်နေရဆိုတာကိုကျမတို့ကောင်းကောင်းသိတာအဲ့တော့ငါစီဆိုတဲ့တော်ကလည်းသူလုပ်ခဲ့တဲ့ကိစ္စတွေအတွက်ကိုတနေ့ကြလို့ရှင်သူတောင်းဝန်ခံရမှာပါ တောင်မခန့်ဒေမချင်းရတော့ကျမတို့လေလိုင်းပေါ်ကနေပြီးတော့နေစဉ်နေတိုင်းအကုသိုလ်ယူပြီးတော့ဆဲနေရပါရှင်။ကျမအနေနဲ့ပညာမဲ့တဲ့သူတယောက်တည်းကြောင့်အချိန်အများကြီးကုန်ပြီးတော့အကုသိုလ်မဖြစ်စေချင်ပါဘူး။မိဘပြည်သူများမဖြစ်စေချင်တာပါ။ဒါကြောင့်ဒီเจ้าရလေးကိုတလောက်လေးပဲကျမအတူချုံပြီးတော့တင်ဆက်လိုက်ရပါတယ်ရှင်။မိဘပြည်သူများရှင်ကျမဒုတိယသတင်းလေးအနေနဲ့ရွေးချယ်ထားတာကတော့ Job Soro ရဲ့အကြောင်းကိုရွေးချယ်ထားပါရှင်။ job ဆိုရဆိုရနာမည်ကတော့အစမတို့နိုင်ငံရေးနဲ့ပတ်သက်တဲ့ပေါ့နော်ကိစ္စရေးလေ့လာတဲ့သူတိုင်းအတွက်ရင်းနှီးနေတဲ့နာမည်ဖြစ်မယ်လို့တော့ထင်ပါတယ် ဒီပုတ်ကိုကိုအမေရိကန်နိုင်ငံတရားရေးဌာနကနေပြီးတော့တရားစွဲဆိုဖို့အတွက်စုံစမ်းစစ်ဆေးရေးကိစ္စရလွတ်တော်မယ်ဆိုပြီးကြေညာလိုက်ပါတယ်။အထူးကတော့ George Soros ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundation ကိုစုံစမ်းစစ်ဆေးမှာဖြစ်ပါရှင်။အထူးကတော့ဒီအဖွဲ့အစည်းကနေငွေကြေးထောက်ပံ့ထားတဲ့အုပ်စုတွေကိုစုံစမ်းစစ်ဆေးရမှာဖြစ်ပြီးတော့ဒီလိုစုံစမ်းစစ်ဆေးဖို့အတွက်ကိုလည်းအကြမ်းဖျင်းအစီအမံတွေရေးဆွဲပြီးတော့လောက်ကမ်းရမယ်ဆိုပြီးတော့အမေရိကန်အစိုးရရှေ့နေရုံကိုနိုင်ငံတော်သမ္မတအမိန့်နဲ့ညွှန်ကြားခဲ့ရဆိုပြီးသိရပါတယ်။ တမန်တော်ဒေါ်နယ်ထရန့်ဟာဆိုရင်ဂျော့ဆိုရိုနဲ့ပတ်သက်တဲ့ကိစ္စရဲ့စုံစမ်းဖို့အတွက်ကိုအမိစာနဲ့ကိုညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါပြင်ညွှန်ကြားချက်ထဲမှာဆိုရင်ဂျော့ဆိုရိုကိုဆွဲဆိုရမယ့်အမှုတွေကိုအတက်နိုင်ဆုံးဆွဲချက်တင်ပေးကြပါပါနော်။ဆွဲချက်များနိုင်သမျှများများတင်မှာအရေးယူနိုင်အောင်ကြိုးစားပါမယ်ဆိုပြီးတော့လည်းညွှန်ကြားထားတာကိုမြင်တွေ့ရပါတယ်ရှင့်။ဒီတော့ဂျော့ဆိုရော့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundation ဟာဘာလဲ။ဘာကြောင့်အခုလိုမျိုးစုံစမ်းစစ်ဆေးခံရမယ့်အခြေအနေရောက်ရှိလာလဲဆိုတာလေးကိုလည်းကျွန်မအနေနဲ့လေ့လာထားသမျှလေးပြန်လည်တင်ပြပေးချင်ပါရှင့်။ ဒီဖွဲ့စည်းရာဆိုရင်နိုင်ငံအနှံ့မှာပေါ့နော်ဒီမိုကရေစီရေလှုပ်ရှားမှုလူခွင့်ရေလှုပ်ရှားမှုတရားမျှတမှုစတဲ့ခေါင်းစဉ်တွေအောက်ကနေပြီးတော့နိုင်ငံတွေရဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေလူမှုပြတ်ပတ်အဖွဲ့အစည်းတွေပေါ့နော်ဒါပြင်အချို့တော့သူတို့ကြိုးကန့်ချဲလေလို့ရတဲ့အဖွဲ့အစည်းတွေအစိုးရတွေဒီလိုမျိုးအဖွဲ့အစည်းတွေစီကိုငွေကြေးထောက်ပံ့ပြီးတော့နိုင်ငံရေးကိုသူတို့လူသူတို့ပုံသွင်းပြီးတော့ကစားတတ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဂျော့ဆိုတော့ရဲ့လုံဆောင်ချက်တွေကိုကျွန်မတို့နိုင်ငံတွေမကအချို့နိုင်ငံတွေလည်းခံစားနေရရှိပါတယ် ဒါကြောင့်ဒီအဖွဲ့အစည်းရဲ့လှုပ်ဆောင်ချက်တွေကိုအချို့နိုင်ငံတွေကကြတော့လုံးဝလက်ခံခြင်းမရှိဘဲတားမြစ်ထားရရှိပါရှင်။ကျော့ဆိုတော့ထောင်ထားတဲ့ Open Society Foundation ဟာဆိုရင်လှုပ်ဆောင်ချက်တွေပေါ့နော်ဒီလှုပ်ဆောင်ချက်တွေကျွန်မအနေနဲ့တင်ပြချင်ပါတယ်။အဓိကကတော့နိုင်ငံတစ်ခုမှာဒီမိုကရေစီ ထောက်ခံတဲ့အဖွဲ့တွေကိုငွေကြေးပေးတဲ့ကိစ္စရေလှုပ်ပါတယ်။ရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့တွေလူခွင့်ရေးအဖွဲ့အစည်းတွေလွတ်လပ်တဲ့မီဒီယာတွေဆိုပြီးနာမည်ခံထားတဲ့မီဒီယာတွေလူမှုအခြေပြုအဖွဲ့အစည်းတွေ Pride အသင်းအချို့ဒါတွေကိုပတ်စံနေ ဒေါ်လာတွေစီးဆင်းစေပါတယ်ဒီလိုလုံဆောင်ချက်တင်မကနောက်ထပ်လုံဆောင်ချက်ကဥပဒေရေးရာကိစ္စတွေမှာပါဝင်ရောက်ပြီးတော့စွပ်ဖက်တက်ပါတယ်ရှင်ဥပဒေရေးရာပညာရှင်တွေငွေကြေးထောက်ပံ့တာရှိရဲ့ဥပဒေမူပေါင်းတွေရေးဆွဲတဲ့အခါမှာသူတို့ဝင်ပြီးတော့စွပ်ဖက်လို့ရအောင်လို့သူတို့ငွေကြေးထောက်ပံ့တာဖြစ်ပါတယ်ဒါ့အပြင်တရားရေးစီရင်စနစ်ကိုပါပြွင့်ပြောင်းလဲလာအောင်လို့ဥပဒေပညာရှင်တွေကိုပတ်စံထောက်ပံ့ပြီးတော့ကျိုးကင်ချဲလေတဲ့ကိစ္စတွေကိုလောက်ကင်လာခဲ့တာဖြစ်ပါတယ်နိုင်ငံရေးမှာဆိုရင်လည်းနိုင်ငံရေးအသိပညာနဲ့သက်ဆိုင်တဲ့သင်တန်းတွေ မီဒီယာမှာဆိုလဲမီဒီယာပညာရရှိအောင်လုပ်ပေးမယ်ဆိုရင်တန်းန်းတွေကိုနိုင်ငံအနှံ့မှာဖွင့်ပါတယ်အဲ့ဒီကနေမှသူတို့လိုချင်တဲ့ပုံစံကိုဖော်ဆောင်မဲ့လူတွေကိုမွေးမြူတာဖြစ်ပါတယ်အဲ့ဒီလူတွေဟာသူတို့နိုင်ငံအသီးသီးမှာသူတို့နိုင်ငံကိုပြန်ပြီးတော့သဘုံတကံလုပ်မဲ့နိုင်ငံတော်တစ္ဆာဖောက်တဲ့ဆဲတွေဖြစ်လာခဲ့ပါတယ်ကြော့ဆိုရဲလှုပ်ဆောင်ချက်ကကမ္ဘာတဝန်းလုံးမှာအမြင့်တွေပြီးတော့နိုင်ငံရေးပြည်စည်းမှုဆုံးရှုံးမှုတွေဖြစ်စေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ီတော့ဒီလိုအဖွဲ့အစည်းမျိုးအမေရိကန်နိုင်ငံကစစ်ဆေးမယ်ဆိုတော့အင်မတန်ကောင်းမွန်တဲ့သတင်းပါပဲအင်မတန်ကောင်းမွန်တဲ့လှုပ်ဆောင်ချက်ပါပဲဒီလှုပ်ဆောင်ချက်ကနေကျွန်မမြန်မာနိုင်ငံအနေနဲ့ဘလို့မျိုးပေါ့နော်စီမံဆောင်ရွက်တဲ့လေဘလို့မျိုးအကျိုးအမြတ်ယူတဲ့လေဆိုတာလေးကိုကျွန်မအနေနဲ့တက်သိနားလေတလောက်လေးရှင်းပြချင်ပါရှင့်အခုဆိုရင်ဂျော့ဆိုရိုနဲ့ပတ်သက်ပြီးတော့စစ်ဆေးမှုတွေလုပ်တော့မယ်ဆိုတော့ကျွန်မမြန်မာနိုင်ငံမှာလည်းသူတို့မှုေသွားတဲ့ကိစ္စအများကြီးပါပဲအဓိကနိုင်ငံရေးသမားအချို့စီကိုစီစဉ်ထားတဲ့ဂျော့ဆိုရိုရဲ့ဒေါ်လာတွေ ဒီမိုကရေစီလှုပ်ရှားမယ်ဆိုတဲ့အဖွဲ့အစည်းတွေစီကိုစီးဆင်းလာတဲ့ပတ်စံငွေကြေးတွေဒါတွေကိုဘသူ့ပေးထားတယ်ဘလောက်ပေးထားတယ်ဆိုတော့ကျမတို့သိနိုင်စွမ်းမရှိပါဘူး။ဒါအောင်သိနိုင်စွမ်းရှိတာကဂျော့ဆိုတော့တို့အဖွဲ့အစည်းကိုယ်တိုင်ပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့စစ်ဆေးတော့မယ်ဆိုတော့ကျမမြန်မာနိုင်ငံအနေနဲ့ဂျော့ဆိုတော့ရဲ့ Open Society Foundation ကိုစစ်ဆေးတဲ့အခါမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ data တွေကိုအေဒီကနိုင်ငံစီကိုတရားဝင်အစိုးရချင်းတောင်းဆိုပြီးတော့ဒီစင်းတွေရယူသိမ်းတယ်လို့ကျမအနေနဲ့အကြံပြုချင်ပါတယ်။လုံနိုင်မယ်ဆိုရင်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့အမေရိကန်နိုင်ငံအတွက်လည်းဒါကအကျိုးရှိမယ်လို့ထင်ပါတယ်။နိုင်ငံရေးမှာအမြဲတမ်းရန်သူအမြဲတမ်းမိတ်ဆွေဆိုတာမရှိဘူးဆိုတဲ့စကားတိုင်းပေါ့နော်။ကြော့ဆိုတော့ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရန်သူအဖြစ်သတ်မှတ်လိုက်ပြီးဖြစ်တဲ့အတွက်အဲ့ဒီရန်သူကိုဖြိုချနိုင်ဖို့အတွက်သူ့အနေနဲ့ဘသူ့မှမဆိုမိတ်ဆွေလုပ်ဖို့အတွက်အခုချိန်မှာဆင်းသင့်ဖြစ်နေမှာပဲ။ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ကလည်းငါတို့နိုင်ငံကလည်းဒီလိုကဖြည့်ဆည်းခဲ့တယ်ငါတို့မှလည်းရှိရတဲ့တဲ့ငါတို့ပေးမယ်မင်းတို့လည်းကြော့ဆိုတော့ကငါတို့နိုင်ငံမှာရှိရဲဘယ်ဖွဲ့စည်းတွေဘယ်လူပုဂ္ဂိုလ်တွေဘယ်နိုင်ငံရေးသမားတွေဘယ်နိုင်ငံရေးပါတီတွေ ဘသူတွေစီကိုငွေကြေးတွေစီစဉ်ထားလဲဆိုတဲ့အရာတွေသူတို့ဘာ project တွေလုပ်ခဲ့လဲဆိုတဲ့အရာတွေဓာတ်တွေကိုဒီ data တွေမင်းတို့ရှာဖွေတွေ့ရှိသမျှငါတို့ပေးပါဆိုပြီးတော့ပေးယူလုပ်မယ်ဆိုရင်တင့်တော်တယ်လို့ကျွန်မမြင်ပါတယ်ရှင့်ကျွန်မတို့မြန်မာနိုင်ငံကတသက်နဲ့တကူမကြုံဘူးတဲ့စိုးဝါလုံးတဲ့ kit ကိုကျွန်မတို့ဖြတ်တန်းခဲ့ပြီးပါပြီအဲ့ဒီလိုပဲကျွန်မနိုင်ငံဒီလိုဖြစ်အောင်လုပ်သွားခဲ့တဲ့ရန်သူတွေရဲ့လေဘင်းမှာရှိရဲ့ကျိုးကိုလည်းကျမတို့ကင်နာမိပြီရှင့်အဲ့ဒီအချိန်မှာကျမတို့ကဒီကျိုးကိုတင်းတင်းဆွဲပြီးရန်သူကိုမချေမုန်းဘူးဆိုရင် ကျမတို့လောက်သမိုင်းမှာတောင်းဝန်မကြေတဲ့သူရှိတော့မှာမဟုတ်ပါဘူးရှင်။ဒီလိုထပ်ပြီးတော့တို့လယ်ပင်ရကျိုးကိုဆွဲမိဖို့ဆိုတော့လေနောက်တစ်ခါအခွင့်အရေးမရပါအောင်နော်။အခွင့်အရေးကအများကြီးတစ်ချိန်ပဲရပါတယ်။ဒါလေးနိုင်ငံတော်မှာတောင်းဝန်ရှိတဲ့သူတွေသိရှိစေချင်ပါတယ်။ကျမတို့မြို့ပပြည်သူတွေကတော့ကျမတို့မြန်မာနိုင်ငံကိုရှံပြူလာတဲ့သူတွေမှန်မြောက်ကိုခြေမုံးချင်ပါတယ်။အမြင့်ဖြတ်ခြေမုံးချင်ပါတယ်။နောက်ထပ်ဒီလိုမျိုးရန်သူတွေမရှိတော့အောင်လို့ဖန်တီးချင်ပါတယ်။ကျမတို့ဒီလိုခစ်ဆိုးကြီးကိုအကြိမ်ကြိမ်ခါခါမဖြတ်တန်းချင်တော့ပါအောင်ရှင့်။ ကျမတို့မိဘလက်ထက်က88ကိုဖြတ်တန်းခဲ့ရတယ်။ကျမတို့ခင်မှာ2021ကိုဖြတ်တန်းခဲ့ရတယ်။ဒီရန်သူတွေကိုကျမတို့အမြင့်ဖြတ်မချေမုံလို့ရှိရင်ကျမတို့မျိုးဆက်ကြရင်နောက်ထပ်နှစ်ပေါင်း20လောက်ဆိုရင်ထပ်ပြီးတော့ဒီခေတ်ဆိုရိုးထပ်ပြီးတော့ဖြတ်တန်းရအောင်မှာပါ။ဒါကြောင့်ကျမတို့ခင်မှာပဲတောင်းအမြင့်ဖြတ်ကြမယ်။ဒီလူတွေလည်းမှမရှိရဲ့ကြိုးတင်းတင်းကန်ပြီးတော့ကျမတို့ရန်သူတွေကိုချေမုံရပါမယ်။ဒါဟာသမိုင်းမိတောင်းမှာဖြစ်ပါရဲ့ရှင်။ဒီသမိုင်းမိတောင်းကိုတောင်းဝင်ရှိရသူများခြေပြောင်းနိုင်စေဖို့အတွက် အပြစ်မဲ့တဲ့မိဘပြည်သူများအားလုံးကိုစားခစ်ဆိုးစနစ်ဆိုးကြီးမှာမိသားစုတွေဆုံရှုံခဲ့ရတဲ့အနာဂတ်တွေဆုံရှုံခဲ့ရတဲ့သားသမီးတွေဆုံရှုံခဲ့ရတဲ့မိဘတွေဆုံရှုံခဲ့ရတဲ့မိဘပြည်သူများအားလုံးကိုစားကျွန်မကတင်ပြတောင်းဆိုလိုက်ပါရစေရှင်မိဘပြည်သူများရှင်ကျွန်မကိုထပ်မံတင်ဆက်ပေးရမယ့်သတင်းလေးကဘကူးမြို့မှာဆိုရင်လူသိမ်းမှုတစ်ခုဖြစ်သွားခဲ့ပါရှင့်အဲ့ဒီအမှုလေးကတော့စက်တင်ဘာလ26ရက်နေ့မနက်မှာမနက်7:00နာရီကမှာပေါ့နော် ပဲဘကိုးမြို့အောက်တာမြို့တဲ့ရက်ွက်ကိုအပိုင်းကျေးသွန်းအနောက်ကရင်းနှုတ်မြောင်းကျဲထဲမှာမြို့သမီးတူရင်းနဲ့သိမ်းဆုံးနေပါတယ်ဆိုပြီးဒေသခံတွေသတင်းပေးလာပါတယ်။ဒါကြောင့်တပ်ဆန်တာဝန်ရှိသူတွေနဲ့လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေဟာဆိုရင်အဲ့ဒီနေရာသွားရောက်ပြီးတော့စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်ရှင်။ဒီလိုပြုလုပ်တဲ့အခါမှာသိရှိလာတာတွေကတော့သိမ်းဆုံးသူမြို့သမီးလေးရာဆိုရင်အောက်တာမြို့တဲ့ကိုရက်ွက်မှာနေထိုင်တဲ့မတ်တကြံမိုးဖြစ်တယ်ဆိုပြီးတော့သိရပါတယ်။ဒီမျိုးသမီးရာဆိုရင်အိမ်တော်ကွဲနေမျိုးသမီးတယောက်ဖြစ်တယ်။ ူ့ရဲ့ကလေးလေးနဲ့ဘဝအောင်ရုန်းကန်နေရတဲ့မိခင်တူဖြစ်တယ်ဆိုပြီးတော့လည်းသိရပါတယ်ရှင်။တေဆုံးသူမျိုးသမီးငယ်လေးကလွန်ခဲ့တဲ့တစ်နှစ်လောက်ခွဲကလာသားအရွယ်ကလေးလေးပေါ့နော်။ရင်ဝင်ပိုက်ကလေးလေးပေါ့ရှင်။အဲ့ကလေးလေးကိုခေါ်ခေါ်ပြီးတော့အမြဲတမ်းပလုံကောက်လေးရှိရဲဆိုပြီးတော့လည်းဘကုံမြို့မှာနေထိုင်တဲ့ဒေသခံတွေပြောကြားချက်အရာသတင်းဌာနတွေမှာဖော်ပြထားကြပါတယ်။ဖြစ်စဉ်ဖြစ်တဲ့နေ့မတိုင်ခင်မှာပေါ့နော်ဒီမင်းကလေးရဲ့ကလေးကအင်မတန်ဖျားတယ်တဲ့နေမကောင်းဖြစ်တယ်ပေါ့ရှင်။ဒီခါမှာဆေးဘူးလိုအပ်ခဲ့ပါတယ်တဲ့ဆေးဘူးလိုအပ်တဲ့ငွေကြေးရလဲရှင်၃000ပါတယ်ရှင်။ ငွေကြေး3000လိုအပ်တဲ့အတွက်ပလုံကောက်တဲ့ခါမှာပေါ့နော်ပုံပြီးပတ်စံရကြတဲ့အခြေအနေတစ်ခုမှာသူကဆိုရင်တောင်းတောင်းလူတွေမကောက်ရဲတဲ့အဲ့ဒီရေနှုတ်မြောင်းထဲမှာဆင်းပြီးတော့ပလုံကောက်ခဲ့တာပါအဲ့လိုကောက်ရင်းထဲမှာကံကြမ္မာဆိုးပြီးတော့ရေနစ်ပြီးတော့တိတ်ဆုံးခဲ့ရတာဖြစ်တယ်ဆိုပြီးတော့ဖြစ်စဉ်ကိုသိရတဲ့သူတွေပြောပြချက်အရာကျွန်မတို့သိရှိရပါတယ်ရှင့်ကျွန်မအနေနဲ့ဒီသတင်းလေးကြားတဲ့အခါမှာမင်းကလေးလည်းဖြစ်တဲ့ကျွန်မတော်တော်စိတ်မကောင်းဖြစ်ပါတယ် ဒီမျိုးသမီးတည်ဆုံသွားတဲ့အခါမှာအခုဆိုကလေးလေးကြံနေပေါ့နော်ဒီကလေးနဲ့ပတ်သက်ပြီးတော့ပရိုက်တာအဖွဲ့တွေကကုညီဆောင်ရှောက်ပေးဖို့အတွက်လည်းစူးစမ်းနေကြပါတယ်။အစ်မတန်ကန့်ဆိုးတဲ့နိုင်ငံသူနိုင်ငံသားတွေလို့ပဲကျွန်မအနေနဲ့မှတ်ချက်ပြုချင်ပါတော့ရှင်။နိုင်ငံစည်းဝါးရေးနိုင်ငံမတည်ငြိမ်တဲ့အခါမှာကြဆင်းနေအိမ်တော်ရေးအစီအမံမှုတွေဖြစ်လာတဲ့အမျိုးသားအချို့ကလည်းအိမ်တော်ရေးကွဲသွားတယ်ဆိုတော့မှကိုယ့်အသားသမီးကိုထောက်ပံ့ရမယ်ဆိုတဲ့အသည့်တရားမရှိကြတဲ့အခါမှာမျိုးသမီးတွေဟာဘဝတွေစိုးဝါးစွာဆုတ်ပြတ်သွားပါတယ်ရှင်။အဲ့ဒီအနေမှာအသက်သေးဆုံးတဲ့အထိဖြစ်ခဲ့တာပါ။ ကြံရင်ခဲ့တဲ့ကလေးအတွက်ကတော့မိခင်မဲ့တဲ့ဘဝမှာနေထိုင်ရပြီပေါ့ရှင်။တကယ်တော့ဒီလိုဖြစ်စဉ်မျိုးဖြစ်တဲ့အခါမှာပေါ့နော်။ကျမတို့ကအပြစ်တင်တတ်တယ်ဆိုရင်ပေါ့လေ။အချိန်နည်းအမျိုးမျိုးကိုကျမတို့အပြစ်တင်လို့ရပါတယ်။နံပါတ်၁ကတော့ဒီမျိုးသမီးလေးကအိမ်တော်ကွဲသွားခဲ့တယ်ဆိုတာဟာသူ့ရဲ့အမျိုးသားပေါ့နော်။ဒီကလေးလေးရဲ့ဖခင်ဟာဆိုရင်တိတ်ဆုံးသွားတာမဟုတ်ဘူးရှင်။တတ်ရှိထင်ရှားရှိနေသေးတာ။ဘလို့ပဲအိမ်တော်ကွဲစီကမှ မျိုးသမီးနဲ့မပေါင်းတော်အစင်တော်မှကလေးရဲ့ဈေးကိုဖခင်ဖြစ်သူကတာဝန်ယူသင့်ပါတယ်အခြားနိုင်ငံတွေမှာဆိုရင်ကလေးဈေးကိုဥပဒေနဲ့တကွတောင်းယူပြီးတော့ဖခင်ဖြစ်သူကထောက်ပံ့တဲ့ကိစ္စရှိပါတယ်မိခင်နဲ့ဖခင်ဆိုတာကတော့ချစ်နှစ်သက်တဲ့အချိန်ကျရင်လက်ထပ်ပေါင်းသင်းကြတယ်မချစ်မနစ်သက်တဲ့အချိန်ကျရင်ဇနီးမောင်နှံဆိုတာသစိမ့်ပါပဲဒါပေမဲ့ဒီဇနီးမောင်နှံကနေဖြစ်ပေါ်လာတဲ့သားသမီးလေးကတော့ဒီဇနီးမောင်နှံနှစ်ယောက်လုံးအတွက်သစိမ့်မဟုတ်ပါဘူးရှင်တကယ်သွေးသားချင်းပါ ဒီကလေးရဲ့ရှေ့ရည်ဒီကလေးရဲ့စားဝတ်နေရည်အတွက်မိဘနှစ်ပါးလုံးမှာတာဝန်ရှိပါတယ်။တိတ်ဆုံးသွားတဲ့အမျိုးသမီးလေးရဲ့ခင်မွန်းဟာဆိုရင်ဒီကလေးပေါ်မှာဖခင်တယောက်ရဲ့တာဝန်မကျေးတဲ့အတွက်မိခင်တယောက်ဖြစ်တဲ့သူဟာဝင်တော့ဝင်ပိုးဖြစ်ပြီးတော့ဝင်ပြီပြီးတော့ကလေးအသက်ရှင်ဖို့အတွက်စ조사ရင်းနဲ့သူ့ရဲ့အသက်ကိုပေးဆက်လိုက်ရတာဖြစ်ပါရဲ့ရှင့်။ဒါပြင်ကျမောင်းနိုင်ငံဟာအခြားနိုင်ငံလိုမျိုးချမ်းသာကျော်တဲ့နိုင်ငံမဟုတ်ဘူးအခွန်ဘဏ္ဍာတွေအရဆိုရင်လည်းလက်နက်ကင်ပြိပခဖြစ်နေတဲ့အတွက်နိုင်ငံမှာစည်ရည်အသုံးစိတ်ပတ်မှာအများကြီးသုံးစွဲနေရတယ် ဒီလိုအခြေအနေမှာအခြားနိုင်ငံတွေလိုမျိုးမျိုးသမီးတွေကလေးသင်ငယ်တွေပေါ်မှာပြည်ဝတဲ့ထောက်ပံ့မှုတွေမပေးနိုင်ဘူးဒီလိုဒုက္ခတရားတွေကိုမြန်မာနိုင်ငံမှာရှိရဲစီးရင်နွမ်းပါတဲ့မိခင်နဲ့ကလေးတွေအားဆိုရင်ခံစားနေရတာဖြစ်ပါတယ်ဒီတော့အရင်စစ်တော့အမြင့်ပေါ်ဆိုသလိုကျမတို့မြန်မာနိုင်ငံသားတွေညံ့ချင်းတဲ့အတွက်ကျမတို့မြန်မာနိုင်ငံသားတွေပဲဒုက္ခတရားတွေခံစားနေရတာပေါ့ရှင်ဒါတွေကိုပြုံပြောင်းလဲခြင်းနဲ့ဆိုရင်တော့ကျမတို့နိုင်ငံမှာရှိနေလက်နက်ကင်ပြိပခချုပ်ငိမ့်သွားအောင် အဖွဲ့အစည်းအလုံးအတိတ်တရားရှိအောင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာကြိုးစားရမှာဖြစ်တယ်။ဘယ်အရာမဆိုလက်နက်ကင်လမ်းစဉ်အားမှားရဲဆိုတာကိုနှလုံးသားထဲမှာဆွေးနွေးထားရမှာဖြစ်ပါတယ်။အခုတော့ဒီလိုတရားတွေမဆွေးနွေးနိုင်တဲ့အတွက်ကျွန်တော်တို့ဒုက္ခတရားခံစားရတာပေါ့ရှင်။တိုင်းပြည်ဖို့ဖို့ညံ့ညက်ကြေးတဲ့အခါမှာလူတွေရဲ့အနာဂတ်တွေလူတွေရဲ့ဘဝတွေကလည်းဖို့ဖို့ညံ့ညက်ကြေကုန်တာတော့ကျွန်တော်တို့နေ့တိုင်းညင်နေရတဲ့အနှိမ့်ထောင်တစ်ခုသာဖြစ်ပါတော့တယ်။ဒီနေ့လေးကနေကျွန်တော်တို့နေနဲ့သုံးသက်ချက်အများကြီးထုတ်เสียမလို့တော့ပါဘူး။ တကယ်ကိုစိတ်မကောင်းစရာသတင်းလေးပါတိတ်ဆုံးသွားတဲ့အမျိုးသမီးအတွက်လည်းစိတ်မကောင်းဖြစ်ရသလိုကြံရိတ်ခဲ့ရတဲ့ကလေးငယ်အတွက်လည်းတကယ်ကိုစိုးရိမ်စရာအခြေအနေတစ်ခုပါပဲရှင်ဆောင်းရှောက်မဲ့သူမရှိရဘဝမှာဒီကလေးလေးဘယ်လိုများအသက်ရှင်သန်နေထိုင်မလဲဆိုတာကမိခင်ဖြစ်ပူတဲ့သူတိုင်းမိဘဖြစ်နေတဲ့သူတိုင်းနားလေသိရှိမဲ့ခံစားချက်တစ်ခုဖြစ်ပါတယ်ကျမနိုင်ငံမှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပေါ့နော်အခက်အခဲဖြစ်နေရင်မိခင်နဲ့ဖခင်နဲ့တွေ့မယ်ဆိုရင်လေမိခင်ချင်းကိုချင်းစာ အိမ်တော်ဦးစည်းချင်းကိုချင်းစာပြီးတော့ဆောက်ရှောက်မှုတွေလုပ်ကြပါလို့လည်းတိုက်တွန်းချင်ပါတယ်။တိုင်းပြည်ကမကောင်းသေးဘူးဆိုတော့ကျွန်တော်တို့အချင်းချင်းပဲဆောက်ရှောက်အောင်ပါပေါ့ရှင်။ဒီသဘောတရားလေးကိုကျွန်မပြောချင်တာပါရှင်။ကျမတို့ကိုယ်စီတိကျနဲ့နိုင်ငံသူနိုင်ငံသားချင်းဆောက်ရှောက်ကြမယ်ဆိုရင်တော့ခေတ်ကာလအရှာဖြစ်လာတဲ့ဒုက္ခတရားတွေကိုအနည်းငယ်တော့ရောပါသက်သာစေမယ်လို့ကျမယုံကြည်ပါတယ်ရှင်။ဒါကြောင့်အခုလိုမျိုးကျမသတင်းလေးတွေကနေပြီးတော့လေးနဲ့စွာနဲ့တိုက်တွန်းလိုက်ရပါတယ်ရှင်။ကျမသတင်းလေးတွေကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာပြပါစီရှင်။ ကျမရဲ့သတင်းလေးကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးတဲ့မိဘဗီဒူများအားလုံးဆက်ချမ်းသာကိုကျမ်းမာကြပါစေ။ကောင်းကျိုးလိုရင်ဆန္ဒများပြေဝါကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမြတ်တာပို့သအပ်ပါတယ်ရှင်။